ဒီဥလိရဲ့တခုတည်းသောဝါသနာကတော့ငားများရတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ထူးဆန်းတဲ့ကိစ္စတွေနည်းနည်းလေးများနေပြီးသူအပင်ပန်းခံပြီးတော့ဖမ်းထားတဲ့ငားတစ်ချင်းလုံးနောက်နေ့မှာပျောက်ဆုံးသွားခဲ့တာပါဒါကြောင့်သူဟာဆေးဆိုးပြီးတော့မှထပြီးတော့ဆဲနေပါတယ်ပြီးလို့ရှိရင်သူကမျက်နှာကိုပြန်သွားပြီးတော့တစ်ချင်းလုံးပြေအောင်ငားပြန်များပါတယ်သူကဒိုတချောင်းကိုကင်ပြီးတော့ချင်းရဲ့ဘေးနားမှာစောင့်ကြည့်နေတယ်လို့မနေ့ကနေ့ညထိစောင့်ပြီးတော့ညရောက်တဲ့အခါမှာအိပ်ပျော်သွားခဲ့ပြီးပြန်နိုးလာတဲ့အခါမှာတော့သူ့ရဲ့ချင်းနှောင်းလေးကိုကြည့်လိုက်တော့အထက်ကငားတွေကမရှိတော့ပြန်ပါဘူးသူကရန်ကုန်မှာဆေးဆိုးသွားခဲ့ပါတယ် စိတ်အေးလေးပြန်ထားပြီးတော့သူ့ရဲ့ခေါင်းထဲမှာအကြံတစ်ခုရလာခဲ့ပါတယ်။သူဟာဖမ်းလာတဲ့ငါးတွေကိုနေရာဟောင်းမှာထားပြီးတော့သူကိုယ်တိုင်ခြေနဲ့ကိုဝင်ပြီးတော့ပုံမို့ပါပဲ။အပြင်မှာအတန်နဲ့နဲ့ထွက်လာရင်သူကထွက်ကြည့်မှဖြစ်ပြီးဘာမှမဟုတ်မှန်းတွေ့တော့ခါမှာတော့အထဲကိုပြန်ပြီးတော့ဝင်လိုက်ပါတယ်။ဒီလိုနဲ့ပဲအချိန်တစ်ခုကြာလာပြီးတော့နောက်မှာတော့သူဟာအပြင်မှာလှုပ်နေတာခံစားရသလိုထွက်ကြည့်လိုက်တော့သူ့ရဲ့ငါးတွေကမိုးပေါ်ကိုရောက်နေပါတယ်။ချင်းအောင်လေးကတိမ်ထက်တဲ့ကိုကြော်ဖြတ်ပြီးတော့မှတောင်တစ်ခုပေါ်ကိုရောက်ခဲ့ပြီးအိမ်လက်လာလေးတလုံးမှရက်သွားပြီးတော့ငါးရီနဲ့အတူတူတွန်ချခံလိုက်ရပါတယ်။ ငါးလေးတွေကတန်းစီပြီးတော့တနေရာကိုခုံဆော့ခုံဆော့နဲ့သွားနေခဲ့ပြီးနောက်ဆုံးမှာတော့ဖြူရောင်ကြားတကောင်ရဲ့ဗစက်သေးကိုဝင်သွားကြတာပါဦးလေးကြီးက ကြားဖြူကြီးကိုကြောင်ပြီးတော့ကြည်နေပါတယ်။အခုချိန်မှာငါးလေးတကောင်ဟာသူ့ရဲ့အင်ဂျီတွေကိုရုတ်တရက်ဝင်သွားတဲ့အခါမှာတော့အသေးရတာကြောင့်ထားပြီးတော့ရေလမ်းမိပါတယ်။အဲ့တော့ကြားဖြူကလည်းသူ့ကိုသတိထားမိသွားပါတယ်။သူကစောစောပြပြဝေထားတဲ့ဦးလေးကိုကြည့်ပြီးတော့အံ့ဩနေသလိုဦးလေးကပျောက်သွားတဲ့ငါးတွေကိုအကြွေးလာတော့မှန်းသိသွားတော့ကြားဖြူကလည်းသူ့ကိုပြန်ပြီးတော့ပြောပါတယ်။ဦးလေးကိုကျေးဇူးပြန်ဆက်တဲ့အနေနဲ့ တအိမ်လုံးကိုရွှေနဲ့ငွေစီးတင်ပစ္စည်းဥစ္စာတွေပေးမယ်ဆိုပြီးတော့ပြောပါတော့တယ်။ဒါပေမဲ့ဒီဟာတွေဟာလီဗိုကွေးရဲ့ပိုင်ဆိုင်မှုတွေဖြစ်ပြီးသူပြန်ရောက်လာတာနဲ့သူ့ကိုပြန်ပြီးတော့ပေးရမှာဖြစ်ပါတယ်။ကြားပြူရဲ့ဇကားစွမ်းနာနဲ့ပဲဦးလီကကရင်ကြီးတစ်ခုပေါ်ကနေနိုးလာခဲ့သလိုဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထင်မှားတံမိုးကြီးတဲ့ပိတ်စာတွေအများကြီးပဲရှိနေပါတော့တယ်။သပွဲပေါ်မှာရှိတဲ့အသားငါးတွေကိုကြည့်လိုက်ရင်သူလိုက်ပြီးကြည့်နေပြီးဘိုက်ပြောင်စားပြီးတဲ့အခါမှာဂိုဒေါင်နာသွားလိုက်တဲ့အခါမှာတော့မြေဦးကြီးတွေကဖြူပွင့်နေတဲ့ဆန်တွေအပြည့်နေပါပဲ။ တောက်ပါနေတဲ့ရွှေလေးကလည်းတက်တာအကြီးကြီးနဲ့အများကြီးထည့်ထားသလိုဒီလိုဘဝမျိုးကိုအိမ်မက်တောင်မှမမှတ်ခဲ့ဘူးလားပါသူကအခန်းတန်းကိုကြည့်ပြီးတဲ့အခါမှာတော့အပြင်ကိုထွက်ကြည့်လိုက်တော့အိမ်ကြီးကြီးဖြစ်နေမှန်းသိရပြီးအခုချိန်မှာအတိတ်ရောက်ရောက်လာခဲ့ပါတော့တယ်ဦးလေးကဆောင်းနေမှာဆိုရင်ငားများစရာမရှိတာကြောင့်ထင်းကိုကောက်ပြီးအဲ့ဒီအတိတ်အိမ်မှာထမင်းသွားပြီးတော့လဲပါတယ်အတိတ်ကတော့ဦးလေးဘာလို့ရုပ်တရက်အဲ့လိုချမ်းသာသွားလဲဆိုပြီးတော့စိတ်ဝင်စားနေပြီးဦးလေးကတော့အများကြီးမရှင်းပြနေပေမဲ့အိမ်နည်းကိုပြန်သွားခဲ့ပါတော့တယ် ီလိုနဲ့ပဲချမ်းချမ်းသာသာနေလာခဲ့ရတော့သူ့ကိုယ်သူအိမ်မက်ရှင်မဟုတ်တဲ့အကြောင်းကိုတော့မှမေးသွားခဲ့ရပါတညမှာတော့သူဟာဘလူးတကောအိမ်ကိုရောက်လာတယ်လို့အိမ်မက်မဲ့ပြီးအဲ့ဒီဘလူးကြီးကလီကိုဖိတ်ဖြစ်ပြီးတော့မှဦးလီကိုမောင်းထုတ်လိုက်ပါတော့တယ်အိမ်ရှင်ကအဲ့ဒီလောက်မြင်မြန်ပြန်လာမယ်လို့သူကထင်မှတ်ခဲ့တာဖြစ်ပြီးသူဟာလက်မီတော့နိုးလာခဲ့ပါတယ်အိမ်မက်ဆိုးကြောင့်ပဲအရန်ကုန်မှကြောက်နေခဲ့ပြီးတော့အိမ်မှာရှိတဲ့စီစဉ်အုပ်စာတွေကိုလိုက်ပြီးတော့ဆင်နေတဲ့အခါမှာတကူးမှရုံမသွားခဲ့တာကြောင့်စိတ်ကြလက်ကြနဲ့ဂရင်ပေါ်ပြန်ရောက်ခဲ့ရပါတယ် ဒါပေမဲ့လည်းအင်ရှင်ပြန်လာမှာကိုတော့နည်းနည်းလေးကြောက်နေတာဖြစ်ပြီးစိတ်ပူလွန်လာကြောင်အိမ်မပြောဘဲနဲ့ရှောက်သွားနေလိုက်ပါတော့တယ်။အပြင်ကနေအတန်တခုခုထွက်လာရင်သူဟာလန့်လန့်သွားခဲ့ပြီးဒါပေမဲ့ဘာမှတော့မဖြစ်ခဲ့ပါဘူး။ဒီနေ့မှတော့သူဟာတကားခောက်တန်ကြလိုက်တာကြောင့်အပြင်ကိုဒုံးနဲ့ပြေးထွက်လာခဲ့ပြီးမြလူကိုတော့မတွေ့ခဲ့ပါဘူး။သူပြန်လှည့်လာတော့မှချင်းောင်းလေးတခုထဲမှာကလေးလေးတယောက်ကိုတွေ့လိုက်ရပြီးတော့ချင်းထဲမှာစားတောင်လေးရှိနေပါတယ်။ဦးလေးဟာစာမတက်တာကြောင့်ပဲသူ့ရဲ့အတီကိုသွားပြီးတော့မေးပါတယ်။အဲ့ဒီကလေးလေးကလီဖူခွေပြင်ပန်းတိလိုက်တဲ့အခါမှာတော့လန့်ပြီးတော့ထိုင်ချလိုက်ပါတယ်။ တဲတဲကိုရောက်လာတဲ့ပိုင်ဆိုင်မှုတွေကိုပြန်မပေးချင်တာကြောင့်ကလေးလေးကိုသူမျိုးကိုပြေးဖို့အတွက်ချိန်နေခဲ့ပြီမလဲကလေးကြီးလာတဲ့ချိန်မှာပိုင်ဆိုင်မှုတွေကိုပြန်လာတော့မှဆိုတာကြောင့်ပဲသူဟာလှေလောပြီးတော့ကုန်းမော်ကိုရောက်တာနဲ့တော်လေးကိုပြန်ပြေးသွားခဲ့ပြီသူရင်တော့ကထင်းကောက်ခဲ့တဲ့နေရာလေးမှာတွားချထားလိုက်ပါတော့တယ်အဲဒီမှာထားခဲ့ရင်ဘသူကမှသတိမထားမိမှဖြစ်ပြီးတော့ဦးလေးအိမ်မြန်ရောက်လာမယ့်အချိန်မှာတော့မိုးကယိုရီရဲ့ရွာလာခဲ့ပါတော့တယ်ချိန်ထဲမှာရှိတဲ့ကလေးလေးကလည်းထားငုံနေခဲ့ပြီးအခုချိန်မှာသူကိုယ်တိုင်လည်းစွန့်ပစ်ခင်ရတဲ့ကလေးဖြစ်ခဲ့ကြောင်းဦးလေးဟာသတိရသွားခဲ့ပါတော့တယ် တော့ဦးလေးကကလေးလေးကိုတနာပြီးတော့မှငွေးစားလိုက်သလိုကလေးလေးကြီးလာဖို့သူဟာအစွမ်းကုန်ပြုစုပေးနေပါတော့တယ်။ဒီလိုနဲ့အချင်းကြာလာတဲ့အခါမှာတော့ဦးလေးဟာသူ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားမှကိုလည်းမကြောက်တော့သလိုသူ့သားလေးရဲ့ပြုံးနေကိုမြင်နေရတာနဲ့တင်ကြီးနေနေခဲ့ပါပြီ။နောက်ဆုံးမှာတော့ကြီးလာတဲ့ကလေးလေးကလည်းဦးလေးကိုသူ့ရဲ့အဖေရင်လိုပဲအသက်ဆုံးတဲ့အထိစောင့်ရှောက်လို့သွားပါတော့တယ်။